ဘူရာယုံမှာခရီးသည်တွေအားလုံးကတော့ယထာစီဘီခရီးထွက်ဖို့အတွက်ရောက်ရှိလိုလာနေကြပါပြီ။ယထာပေါ်ကဆင်းတဲ့လူနဲ့တက်တဲ့သူနဲ့အားလုံးကတော့အလုတ်ကိုစီရှုံနေကြပါရယ်။ဒီမှာမိသားစုတစုကလည်းအရန်ကိုပူပြင်းနေတဲ့နွေရာသီကြီးမှာယထာဘူရာယုံမှာရောက်ရှိနေကြပါရယ်။ပူလိုက်တာယာဒီဥရုကလည်းပူလိုက်တာအတော်လေးပူရဲထပ်ပြီးတော့တီးမခတ်နိုင်တော့ဘူး။ယာဒီဥရုပူပါရဲဆိုနေမှာအားလုံးဒီနေရာကိုခေါ်လာစီရလား။ငါလည်းဘလို့သိမလဲ။ငါကိုယ်တိုင်တော့မှဒီလောက်ထိပူနေရအောင်။အမေရဲ့ယာဒီဥရုကဒီလောက်တောင်ပူနေတာတမီးတို့ဘလို့သွားကြမလဲ။ အခုရထားပေါ်မတက်ရသေးအောင်ဒီလောက်ပူနေရရထားပေါ်တက်ပြီးပြီဆိုလို့ရှင်တော့ပို့ဆိုးဖို့ပဲရှိတော့တယ်ပြီးတော့အဝိဇ္ဇာတွေကလဲလိုက်ရမယ်ဆိုလို့ရှင်တော့သွားပြီနော်လုံဖြစ်နေရလဲဒါကငါတို့ဘယ်သူမင်္ဂလာဆောင်ကိုသွားနေရလို့ထင်လဲငါတူမလေးရဲ့မင်္ဂလာဆောင်ကိုသွားနေရဟဲ့နားလေလားငါတူမလေးရဲ့မင်္ဂလာဆောင်မှာအားလုံးကအလှပဆောင်အဝိဇ္ဇာတွေကိုပဲဝစ်ဆင်ပြီးတော့ပွဲတက်ရမှာပေါ့နင်တို့အပူကင်းလှုပ်ချင်တာနဲ့ပဲဝစ်ချင်တဲ့အင်းကြီးတွေကိုဝစ်မယ်လို့စိုက်ကူးမထားကြနဲ့စပန်းကဝင်ကြီးတွေဝစ်ပြီးတော့မင်္ဂလာဆောင်ကိုသွားမယ်ဆိုလို့ရှင်တော့ကောင်းမလား မင်္ဂလာဆောင်မှာအဝိစာကိုလှလှပပလေးကြောက်ရှင်းပြီးတော့အရန်ကိုလေးလံတဲ့အဝိစာတွေကိုပဲဝစ်တဲ့နေကဲတော်ပြီတော်ပြီမင်းတို့စကားတွေနောက်မှပြောတော့ပူရအရရတဲ့ခြားတယ်နားပါကြိုက်တယ်ကဲသွားမယ်ယထားလည်းရောက်နေပြီငါတို့ယထားပေါ့အမြန်ဆုံးတက်ကြမယ်ကဲဖြည်းဖြည်းသွားကြနော်တားလေးရေမင်းအဖွားရဲ့လက်ကိုတေချာတွဲကင်ပြီးတော့အပေါ်ကိုတက်အောင်သူပြုတ်ကြပြီးတော့ကြံနေခဲ့လိမ့်မယ်အမလီကျမရဲ့အချစ်ဆုံးမီလေးအခုဆိုရင်တော့ तू ကအရွယ်တစ်ခုလည်းရောက်နေပြီကျမကိုပြန်ပြီးတော့ तू ကကြည့်ပေးနိုင်ပါတယ် ။ "तू อ่ะအရွယ်တစ်ခုရောက်နေပြီဆိုတော့ तू ကိုယ်တိုင်ကျွန်မကိုစောင့်ရှောက်ပေးမှာပေါ့။ဘာမှစိတ်ပူမနေနဲ့ပြောစရာကောင်းမလို့။ရာသီဥတုကတလောက်ကြောင့်မှပူပြင်းနေတဲ့ကြားရကသူတို့ကယထာစီဘီခရီးထွက်နေခဲ့ကြရပါတယ်။ယထာဖို့ရောက်တာနဲ့မိသားစုဝင်တွေအကုန်လုံးကလည်းစိတ်ပူပန်လာကြပါတယ်။ပူတယ်ဖေရတော်တော်လေးကိုပူတယ်။ ထမတည်းကအဲကွန်ခန်းရှိတဲ့ဘက်ကိုလက်မဖြတ်ပါဆိုနေမှအဖေကမလုပ်ထားဘူးတလားကြိုပြီးတော့လက်မဖြတ်လိုက်လို့ရှင်လဲရတာပဲအခုတော့နောက်ဆုံးပူရတဲ့ကြားတဲ့ဒီမှာထိုင်ပြီးတော့သွားနေရတယ်။အော်လွန်ခဲ့တဲ့တလားကြိုပြီးတော့ဝယ်မယ်ဆိုရင်တော့မှလက်မတွေကမရဘူးအားလုံးကလည်းခရီးသွားဖို့အတွက်ပြင်ဆင်ထားကြတာနှွေရသည်မှာအားလုံးကကိုစီအပြော့ခရီးထွက်ကြတယ်လေဒါလောက်ထိလူတွေအများကြီးသွားနေကြမှာတော့ငါတို့ဒီရထားမှာစီးကွင်းရအောင်ကန်ကောင်းနေပြောသူများတွေဆိုလို့ရှင်တော့ရထားလက်မမရလို့ခရီးတော်မထွက်ရဘူး အဖေကလည်းပထမတည်းကလေရင်နဲ့သွားမယ်လို့ပြောတာပဲလေရင်နဲ့သွားလို့ရှင်တော့အလောက်ထိပူမာတော့မဟုတ်ဘူးတော်ကြပါတော့ဘာလို့ထိုင်ပြီးတော့ညင်းနေကြတာလဲဘာတခုမှပြန်ပြင်လို့ရမယ့်ကိစ္စလည်းမဟုတ်ကျမခေါင်းတွေတအောက်ကိုက်လာပြီရေအေးလေးပါလေတောက်ချင်နေရှင်ဒီမှာရေရေဘာရီလာရောက်နေသူရှိလို့ရှင်တော့ရေအေးအေးလေးတောက်မယ်ဆိုပြီးတော့တစ်ချက်လောက်ခေါ်ပေးရုံနော်လူတွေကလေတကယ်ပဲနှွေရသည်ပူပါတယ်ဆိုနေမှဘာဖြစ်လို့လက်ထက်နေကြလဲမသိပါဘူးအမလေးဟဲ့ ဘယ်သူကຫນွေရသည်မှာမှလက်ထပ်မယ်ဆိုပြီးတော့အစီအစဉ်တကြားလုပ်ပြီးတော့မင်္ဂလာဆောင်နေလို့လေဒီလိုမျိုးပဲပေါ့သူရဲ့ဈေးဆက်ပွဲနဲ့လက်ထပ်ပွဲနဲ့ကိုအချိန်ကြည့်ပြီးတော့ထားကြရတာပဲလေအားလုံးလည်းပြင်ဆင်နေကြတာပဲပြင်ဆင်နေနေပဲအခုຫນွေရသည်ကိုရောက်လာတာဘယ်လိုလုပ်ကြမလဲဘယ်လိုမဆိုလက်ထပ်ရမှာပဲလေနင်းတော်ကလည်းအဲ့လိုမျိုးပဲမဟုတ်ဘူးလားတလလုံးပူနေမှာပဲနောက်နေ့အထိစောင့်ရမှာလားဒီလိုနဲ့တို့အားလုံးကလည်းပူပြင်းနေတဲ့နွေရာသီကိုအန်တူရင်ယထာစီပြီးနောက်မှာတော့တို့ရဲ့အရင်တုန်းကနေခဲ့တဲ့မြို့လေးစီရောက်ရှိလာပါတယ် ကဲတားလေးရေမီတာရောင်းကိုဖုန်းဆက်ကြည့်အောင်မီးကလည်းပြက်နေပြီဘယ်အချိန်မီးလာမလဲမသိဘူးအရင်တော့ဆိုလို့ရှင်တော့ဒီလောက်ထိမီးပြက်လေးမရှိပါဘူးမီးကအမြန်ပြန်လာနေကြအခုမှပဲမီးကပြက်နေတယ်ဆိုတော့ငါတို့အိမ်မှာမင်္ဂလာဆောင်ရှိတာကိုများတို့တိသွားလို့တမင်တက်တက်ရုံမှနေကြတာလည်းမသိဟုတ်တယ်ရာဒီဦးတို့ကအရင်အောင်ပူနေတော့ဒီလောက်ထိပူပြင်းတဲ့နေရာဒီကိုအန်တုနေရင်းနဲ့မင်္ဂလာဆောင်အတွက်လိုအပ်တာတွေအားလုံးကိုဘယ်လိုမျိုးပြင်ဆင်ကြမလဲ ော်တော်ပူတယ်ပန်ကာတော့မှဖွင့်လို့မရဘူးအမလေးဒီအိမ်မှာအရန်ပူတယ်မလားအဲ့ဒါကြောင့်ဒီမှာဘာမှမလုပ်ခိုင်းဘူးအိမ်နီးချင်းအိမ်မှာပဲအားလုံးပြင်ဆင်ထားတယ်အားလုံးကိုလည်းအဲ့ဒီကိုပဲပို့ပေးလိုက်မယ်ပြင်ဆင်စရာရှိတာအားလုံးကိုအဲ့ဒီမှာပဲအတူတူပြင်ဆင်လိုက်ကြလေကဲသွားသွားသွားနေအတော်နဲ့နေအမနှစ်ယောက်လုံးကိုအမြန်ဆုံးခေါ်သွားလိုက်တော့အမေကလည်းအမေပြောတော့ကကြတော့တမီးကိုရောင်မကိုတိုင်းကပြင်ဆင်ပေးမှဆိုရောင်မတို့ကိုဟိုဘက်ကိုပို့တော့မလို့လားသူတို့ကိုဟိုဘက်ခံကိုပို့လိုက်မယ်ဆိုရင်တော့တမီးကိုဘယ်သူကပြင်ဆင်ပေးမှလဲတမီးကရောင်မတို့ရောက်လာတဲ့အချိန်ထိစောင့်နေကြရတာ ပြီးတော့တိတ်မကြခင်မှာသူတို့တောက်ဘက်ကမိသားစုတွေကလည်းဒီဘက်ကိုလာကြတော့မှာအေးအေးအေးဟုတ်တယ်ဟုတ်တယ်ချွေးမလေးရေအလုပ်တွေကအရန်အောင်များတယ်နင်လည်းနည်းနည်းကူညီပေးပါအောင်ဆိုပြီးကိုအရင်ဆုံးနင်ပြင်ဆင်ပေးလိုက်လေတယောက်ပဲ အလှပြင်ဆိုင်မှာတွက်ပြင်လိုက်တဲ့အခါကျတော့ငါတို့လည်းဘတ်ဂျက်ချွေတာပြီးသားဖြစ်တာပေါ့သူတို့သမီးကိုတော့အလှပြင်ဆိုင်မှာပြင်ခိုင်းမယ်ကျန်တဲ့သူတွေအကုန်လုံးကိုတော့ပြင်ဆင်တဲ့နေရာမှာနည်းနည်းကူညီပေးလိုက်လေပြီးတော့မနက်ကမှငါတို့ကတည်ထားတာသူတို့သားဘက်ကသူတွေကလည်းဒီနေ့ငါတို့အင်ကိုလာကြအောင်ပါတဲ့အဲ့ဒါကြောင့်ပြင်ဆင်စရာရှိတာအားလုံးတခါတည်းပြင်ဆင်ထားလိုက်လေနီလမ်းမြေတွက်ပြင်ဆင်တော့ဘသူပြင်ဆင်ခိုင်းနေရလဲသူတို့သမီးကိုအရင်ဆုံးပြင်ဆင်ခိုင်းလေသူတို့သမီးကအရေးကြီးဆုံးမဟုတ်ဘူးလားသူ့မင်္ဂလာဆောင်ဆိုတော့သူ့ကိုပဲအရင်ဆုံးပြင်ဆင်ပေးရမယ်နီလမ်ကလည်းဒေါသတွေအရင်ကိုထွက်နေခဲ့ပါတယ် ဆိုပြီးကသတို့သမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုပဲအရင်ပြင်ဆင်ပေးဖို့အတွက်ပြောလိုက်လို့ပါ။သူမဒီမိတ်ကပ်ပြင်ဆင်ပေးဖို့အတွက်လာခဲ့တာမဟုတ်ပါဘူး။မင်္ဂလာပွဲလာတတ်တာပါ။ဒီကိုရောက်တာနဲ့သူမကမိတ်ကပ်ဆီယာမလုံးလုံးဖြစ်သွားခဲ့ရပါပြီ။စိတ်ညစ်တဲ့ပူရအားရတဲ့ဂျာတဲ့မိတ်ကပ်ကလင်းရအောင်မယ်။ပြီးရင်သူမကိုလင်းပေးရမယ်။အဝိစားအထူကြီးတွေကလည်းဝေးရအောင်မယ်။ပူပါတယ်ဆိုနေမှဒီမငါ့ကိုလေနည်းနည်းလွတ်လပ်တဲ့အင်ကြီးလေးပေးစမ်းမငါအရန်ပူနေပြီ။ဟဲ့နင်ကလေဘာလဲအိမ်မဝေတဲ့စပန့်အင်ကြီးဝေပြီးတော့ငါရဲ့မင်္ဂလာဆောင်မှာလိုက်ကမလို့လား။ နင်းအနေနဲ့ဘယ်လိုမှဆိုအလှပဆုံးပြင်ဆင်ထားတဲ့နဲ့နော်ဒါနဲ့မီးလေးပါလေးဖွင့်ပါလားဟဲ့ပူဝါအဲရတဲ့ကြားတဲ့မီးရလည်းပိတ်ထားတဲ့အခါကျတော့တော်တော်လေးကိုမှောင်နေတယ်ငါတို့အချင်းချင်းတောင်မတွေ့ရတော့ဘူးခဏနေလို့ရှိရင်တော့အင်ပါတာတက်ဆင်ပေးမဲ့သူရောက်လာလိမ့်မယ်အဲ့ဒီခါကျရင်တော့မီးဖွင့်လို့ရပြီလေဒါနဲ့မီးကလာမဆောင်ခင်လှုပ်တဲ့ပွဲတွေအကုန်လုံးကိုဘယ်မှာလုပ်မယ်လို့စဉ်းစားထားလေအိမ်မှာပဲလုပ်မယ်ဆိုပြီးတော့ပြောနေရောငါနဲ့နဲ့အံ့ဩသွားတာဘလို့မဆိုမင်္ဂလာဆောင်မှာပတ်စံများကြီးတုံးထားတာဆိုတော့ပွဲတိုင်းပွဲတိုင်းကိုအပြင်ရခန်းမှာပဲလုပ်တင်တာပေါ့ အမလေးပြောမနေပါတော့နဲ့အဖေကပြောတယ်မလို့အပ်ပဲနဲ့ပတ်စံတွေအများကြီးမသုံးပါနဲ့တဲ့မင်္ဂလာဆောင်အတွက်ပတ်စံတွေအများကြီးကလည်းကုန်ထားတာဆိုတော့လိုအပ်တဲ့ပွဲတွေအကုန်လုံးကိုတော့အိမ်မှာပဲကျင်းပကြမှာမင်္ဂလာဆောင်ကိုတကယ့်ကိုခမ်းမရှင်မှာငှားပြီးတော့လှုပ်တာဆိုတော့ကျန်တဲ့ပွဲတွေကိုအိမ်မှာလှုပ်တာကကောင်းတော့လဲကောင်းပါတယ်ပတ်စံလည်းချွေတာပြီးသားဖြစ်တာပေါ့သူတို့အားလုံးမိတ်ကပ်ပြင်ဆင်ပြီးနောက်တိလိုက်ရတာကသူတို့အခန်းငှားထားတဲ့ဘေးနားကအတော်ကြီးကတော့တော့ပိတ်ပြီးအပြင်ထွက်သွားခဲ့ပါတယ်ဟိုအတော်ကျမရေချိုးရအောင်မယ်အရန်ပူနေပြီရေချိုးခန်းထဲမှာရေရလည်းမလာဘူး ဟဲဟုတ်လားရေကုန်သွားတာလားဒါဆိုရင်ခဏလေးရေစက်မောင်းပေးမယ်။ကဲဘသူရှိလဲအမြန်ဆုံးရေစက်မောင်းပေးပါဦး။အမေရေမော်တာလုံးဝမောင်းလို့ကိုမရဘူး။မော်တာမောင်းနေတာအတော်လေးကိုကြောင်နေပြီ။တမီးရက်လက်ကိုလည်းကြည့်ပါဦး။ဓာတ်တွေကဆိုးထားသေးတယ်။ဟဲမော်တာမောင်းလို့မရဘူးဘလို့ဖြစ်ရတာလဲဒုက္ခပါပဲ။အရင်အောင်ရာသီဥလိုပူလုံးနေပါတယ်ဆိုနေမှမီးရလည်းပြက်မောင်းမဲနေတဲ့ဂျားတွေကအခုရေချိုးဖို့အခွင့်အရေးတောင်မရှိတော့ဘူး။ဒီလိုနဲ့အားလုံးကလည်းဘလို့မဆိုတေချာပြင်ဆင်ပြီးတော့ပွဲကိုတက်လာကြပါရဲ့။ ဒီနေရာမှာဘယ်သူမှအဲကွန်ရောကိုလာရောဖွင့်လို့မရခဲ့ပါဘူး။မိမမလာတာပဲလေဘယ်လိုဖွင့်ကြမလဲ။ဒါနဲ့ तू ကဘယ်သူလဲ။ तू ကသရိုးသမီးရဲ့ရောင်မလို့ကြားထားပါရဲ့။သရိုးသမီးရဲ့ရောင်မဒီမှာဘာလုပ်နေရလဲ။ကားရဲ့အဖွဲရဲ့ဝင်ပြီးတော့ကပောင်း။ဒီအတိုင်းအပြင်မှာထွက်နေနေရတာမဟုတ်သေးဘူးနော်။ ိမ်နီးချင်းနဲ့တငယ်ချင်းတွေအားလုံးကတော့ဝင်ပြီးတော့ကနေကြတာပဲတော်ပြီတော်ပြီကျမရပါတယ်ကျမတော်ပြီတလောက်ထိအိမ်ကြီးအထွေဝစ်ပြီးတော့ကျမဘလို့ကရမှာလဲပူပါတယ်ဆိုနေမှာခေါင်းတော့မူလာပြီဘလို့မဆိုပွဲကအိမ်နဲ့နီနီလေးမှလုံနေရပဲလေတခြားနေရာမှာလုံနေရလဲမဟုတ်ပဲနဲ့နည်းနည်းပွပွရရောင်လေးဝစ်ပြီးတော့လာလို့မရအောင်လားရင်နင်တော်ဘလို့စကားတွေပြောနေရပြန်လာလေဟမ်အတိတ်ပဲကိုမရှိဘူး နင်းုံလေးအခုချိန်မှာလက်ထပ်ပေးမယ်ဆိုလို့ရှင်တော့လက်ထပ်ပေးလို့ရနေပြီခလေးဆန်မနေနဲ့ခလေးလိုစကားတွေလာပြောနေတယ်ငါတို့အားလုံးဘလို့အဝိစာဝတ်ထားလဲဆိုတာကိုကြည့်ကျန်တဲ့သူတွေအကုန်လုံးဘလို့အဝိစာဝတ်ထားလဲသူတို့တော့ဘက်ကသူတွေအားလုံးကလည်းရောက်နေကြပြီလေနင်းကအခုမှသူတို့အားလုံးအရှိမအဝိစာတွေပါတွေလဲပြီးတော့ထွက်လာမယ်ဆိုလို့ရှင်တော့ကောင်းမလားသူများအရှိမငါတို့အပြောခံရမလုံနဲ့ကြားလားကဲတွားတွားတွားအားလုံးနဲ့အတူတူနေလဲတွားကတော့ဟိုမှာကြည်စမ်းသူတို့သမီးတော်မှသူတို့သားနဲ့အတူတူကနေပြီ ီလိုနဲ့နှွေရည်ပူပြင်းနေတဲ့အချိန်မှာဘလို့မဆိုလောက်ရမယ့်ပွဲတွေအားလုံးပြင်ဆင်ပြီးတော့လှုပ်လှုပ်ပြီးစီသွားခဲ့ပါပြီအရေးကြီးဆုံးကတော့မနက်ဖြန်ပွဲပါမင်္ဂလာပွဲမနက်မိုးလေး9နာရီထိုးပြီးဆိုတာနဲ့အားလုံးနှိုးလိုက်ပါတယ်ကဲဖုန်းတော်ကြီးကတိတ်မကြခင်လာတော့မှသရိုးသားနဲ့သရိုးသမီးကိုနနွင်းလိမ့်ပေးရအောင်မယ်လေအခုချိန်ထိမော်တာဆက်ပြင်းနေတူကမလာသေးဘူးအင်းကြီးချင်းစီကနေပြီးတော့ပဲပိုင်နေရေဖြည့်ထားတယ်အားလုံးရေချိုးလိုက်ကြအောင်နော် အဖေရေစိတ်ညစ်တယ်ကျွန်တော်တို့တကယ်ပဲဘယ်ကိုခေါ်လာခဲ့ရလဲကျွန်တော်အသက်တောင်မရှင်နိုင်တော့အတော်လေးကိုပူနေပြီဘာလို့ရမလဲဆိုတာလုံးဝနားမလဲတော့ဘူးကျွန်တော်ရေမချိုးရတာ၃ရက်ရှိပြီခန္ဓာကိုယ်ကနေအပုံနှံထွက်နေတယ်သားလေးရဲ့နည်းနည်းလေးတီးခန့်လိုက်စမ်းပါနွေရသည်ရဲ့မင်္ဂလာဆောင်ဆိုတာဒီလိုမျိုးပဲနည်းနည်းလေးတီးခန့်ရတယ်ဆွေမျိုးအရင်ဖြစ်နေရဲ့ကွာမင်းပါစပ်ပိတ်ထားနနွေလိုင်းပွဲကိုတော့အိမ်အပြင်မှာရှိတဲ့ခြံလေးထဲမှာပဲပြင်ဆင်ပြီးလုပ်ကြမှာပါရာသီဥတုကအရင်ဘူနေပါတယ်ဆိုနေမှာအားလုံးကလည်းအဝါရံဝစ်ဆောင်တွေကိုဝစ်ဆင်ထားပါတယ် တီကျွမ်းနဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေအိမ်ကြီးချင်းတွေအားလုံးကတော့ပွဲမှာကနေကြပါရယ်ဒီလိုနဲ့နောက်ဆုံးမှာတော့နနွေလင်းပွဲကလည်းပြီးစီးသွားခဲ့ပါပြီညနေခင်းမှာဆိုပြီးကတော့သရိုးသမီးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်ဆင်ဖို့အလှပြင်ခန်းကိုသွားလိုက်ပါရယ်သူမအလှပြင်လို့ပြီးသွားတဲ့အခါမှာမင်္ဂလာခမ်းမတွေကိုရောက်ရှိလိုလာခဲ့ပါပြီသူမကိုတိုင်းလည်းရာသီဥတုအရန်ကိုပူပြင်းလုံးနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြေအနေကတော့ဆိုးရွားနေပါရယ်တဖြည်းဖြည်းနဲ့သရိုးသမီးလေးခမရရင်တုံပန်းတုံတွေဖြစ်ကုန်ပြီးတော့ခေါင်းတွေလည်းမူးဝေလာပါရယ် နီလမ်ကဒါကိုတွေ့သွားတဲ့အခါမှာတော့တိတ်တိတ်လည်းမနေနိုင်တော့ပါဘူးသူမပြောလိုက်ပါတယ်အတော်ကြီးဒီမှာကြည့်အောင်အတော်ရဲ့သမီးရဲ့အခြေအနေကအတော်လေးဆိုးနေပြီသူအရန်ကိုပူပြီးတော့ခေါင်းနဲ့မူးနေရတဲ့တူတယ်သူဝတ်ထားတဲ့ဝတ်စားကလည်းအကြည့်ပဲပန်းကုံးကလည်းဆွတ်ထားရသေးတယ်မိတ်ကပ်တွေကလည်းအများကြီးလိမ့်ထားတာပြီးတော့ရင်တော့နောက်ထပ်ရိုးရထုံတဲ့ဆလာတွေကအများကြီးကြံသေးတယ်ခဏနေဆိုလို့ရှင်တော့သူဒုက္ခရောက်တော့မှကျင်းသေးတယ်ဓပုံကလည်းရိုက်မှလေး ။ဘာဖြစ်လို့လဲ။သရိုးသမီးကိုသွားပြီးတော့နှောက်ရက်ပေးမနေကြနဲ့လာလာလာထွက်မယ်။ရုတ်တရက်သရိုးသမီးကအတော်လေးကိုမူးပြီးတော့မူးဝေးလာတဲ့အတွက်ကြောင့်မလို့အားလုံးကသူမျိုးကိုတန်မြိုင်တိုက်ရပါတယ်။ကဲဆိုပြီးရေမစွန့်ရင်နဲ့နင်အရန်ပူနေလို့ဖြစ်လိုက်မယ်။ဒီမှာတန်မြိုင်တောက်ထားလိုက်။နင်ရေတက်အားနေနေရတဲ့တူတယ်။ဒီနောက်မှာတော့သူတို့ကလည်းခက်ခက်ခက်ခဲနဲ့နှွေရသည်ကြီးမှာမင်္ဂလာဆောင်ကိုကျင်းပခဲ့ရပါတယ်။သူမလည်းတမ်းမြားရေတောက်လိုက်ပြီးတော့မှနည်းနည်းလေးစိတ်အေးတက်တာရရသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ အခမ်းအနားတစ်ခုချင်းစီပြေးစီသွားခဲ့ပြီးမင်္ဂလာဆောင်ပြီးသွားခဲ့တဲ့အခါမှာတော့တတော်သမီးလေးကလည်းသူ့ယောက်ျားနဲ့အတူတူရခိုင်မရင်ကိုလိုက်ပါသွားခဲ့ပါတယ်။ဘလို့မဆိုမင်္ဂလာဆောင်ကတော့စိတ်အေးတတစွာနဲ့အောင်မြင်မြင်နဲ့ပြေးစီသွားခဲ့ပါပြီ။ဒါပေမဲ့ဒီအချိန်မှာဆော်ရီဘီရဲ့ဖခင်ဖြစ်သူကတော့သူ့ရဲ့သမီးလေးရဲ့မင်္ဂလာဆောင်ကိုနှွေးအားဒီမှာကျင်းပပေးလိုက်တာသူဘလောက်တောင်မှမှားယွင်းသွားလဲဆိုတာကိုတော့ကောင်းကောင်းကြည့်တည်သွားခဲ့ပါပြီ။သူရဲ့ဆွေမျိုးတွေမိတ်ဆွေအတိုင်းဝိုင်းတွေအားလုံးကတော်တော်လေးပူနေကြပါမယ်။မင်္ဂလာဆောင်ကိုတော့တက်ရောက်ခဲ့ကြပါရဲ့။ သူတို့အားလုံးဘာမှမပြောကြဘူးဆိုပေမဲ့သူတို့သမီးရဲ့ဖခင်ဖြစ်သူကအားလုံးကိုအခက်ခဲဖြစ်စေသွားတယ်ဆိုတာကိုတော့သိသွားပါဗျ။